ဒီဆောင်ရဲ့ခေါင်းစဉ်ကစွမ်းရည်ကိုစီရှိကြသည်ရဲ့တခါတော့ကတစ်ပင်ကြီးတပင်ပေါ်မှာဆရာမကြီးဒေါ်စည်းခွဲရဲ့စာတင်ကြောင်းရှိတဲ့အဲဒီကြောင်းမှာ သိရင်ကြတဲ့မတ်ရွှေပြားမောင်ပိုးတုံးလုံးနဲ့မောင်တီကောင်တို့တငယ်ချင်းသုံးရှိကြတယ်တနေ့တော့မတ်ရွှေပြားကမောင်တီကောင်ကိုနင်ကလည်းညစ်ပတ်နန်းစုံနေတာပဲလို့ပြောလိုက်တဲ့မောင်တီကောင်ကမတ်ရွှေပြားငါ့ကိုပဲပြောမနေနဲ့မောင်ပိုးတုံးလုံးကိုလည်းကြည့်ပါဦးအပြင်းကလည်းထူးအစားကလည်းကြီးအသွားကလည်းနှေး ရုပ်ကလည်းဆိုးလို့ပြန်ပြောလိုက်တယ်။အဲ့ဒီခါမှာမောင်ပိုးတုံးလုံးကမတ်ရွှေပြားကလည်းအလှတွေပြင်ပြီးဟိုပန်းဝင်ဒီပန်းဝင်တွေပေါ်မှာရှောက်သွားပြီးအလုံများကြီးအောင်စောင်းနေတာလို့ပြန်ပြောလိုက်တယ်။သူတို့ပြောနေတာကိုဆရာမကြီးဒေါ်စည်းကွက်ကြားသွားပြီးအေးမင်းတို့ပြောတာကအားလုံးမှန်တယ်။ဒါပေမဲ့ဆရာမကြီးတခုပြောပြမယ်။မောင်တီကောင်ကတော့အမြင်ညစ်ပတ်နေပေမဲ့အပင်တွေကြီးထွားဖို့ ။ "तू อ่ะမြေစီမြေနေတွေပေးနေရတာ။ तू မရှိရင်အပင်တွေမကြီးထွားနိုင်တော့ဘူး။မရွှေပြားကလည်းဟိုပန်းမွင့်ဒီပန်းမွင့်မော်လျှောက်သွားနေတာတော့ဟုတ်ပါလေ။ तू အဲ့လိုလုံများနေလို့ပြားရီချုံချုံလေးတွေရနေတာပေါ့ကွယ်။เออมองโป้ต้งลงอ่ะแหละอเปี้ยถุนี่ราไม่เข้าป่าวกวยตัวหล่าป่าได้เล็บปลาเล็บเพชรเปลี่ยนตั้งไหนหมดดีโลนี่ย่าราบา င်းဆိုရင်နဲ့မောင်ပိုးတို့လုံးဝလက်ပြားလေးဖြစ်သွားပြီဟေ့လက်ပြားလေးကအခုချိန်အားစပြီးပန်းလေးတွေအများကြီးပွင့်အောင်လုပ်ပေးနိုင်တော့မှာအေးဒါဆိုရင်တို့အားလုံးကပန်းကလေးတွေပွင့်အောင်တမျိုးစီလုပ်ပေးနေကြတာပေါ့နော်အေးဟုတ်တာပေါ့ကွယ်လို့ဆီယမကြီးကပြောလိုက်တဲ့ရယ်ကွယ်တားတို့တမီးတို့တွေရောဘာတွေလုပ်နိုင်ကြသလဲကွယ် ိကြသည်မိတ္တာလေးတွေရောင်းဆုံးချဲဝိဉ္စဆုတ်ပါရဲပညာကျွယ်ဖို့စာကျိုးစာတားနဲ့မတူလားပြားကလေးတွေကြဝီဝီမနာမခေါ်ပြီးမိဘကူညီပုံမချသမီးနဲ့မတူလားနေကြီးတဲ့အဒီကောင်ဟာမင်းဩဇာကိုဖြစ်စေတာအများကျိုးကိုဆောင်ရွက်ဖို့တားနဲ့သမီးတို့စ조사ဆို